ပျက်စီးနေတဲ့စိတ်နဲ့ပြောလိုက်မယ်လှုပ်လိုက်မယ်ဆိုရင်အဲ့ဒီပြောဆိုမှုပြုလုပ်မှုကြောင့်ဆင်းရဲဒုက္ခတွေကိုပြုလုပ်တဲ့ပုဂ္ဂိုလ်ဆင်းရဲဒုက္ခတွေဟာပြုလုပ်တဲ့ပုဂ္ဂိုလ်နောက်ထက်ချက်မကွာလိုက်နေလိမ့်မယ်။ဟောကန်တရားတပတ်ပါဗျာ။ကိုလို့တာကိုစီနောက်လိုက်နေ။စက္ကံဝါဘုဟာတောပဒံ လှဲမှာကာထာလို့လှဲယုံနေရတဲ့နှွားကြီးနောက်ကိုလှဲပင်းကြီးကထက်ချက်မကွာလိုက်နေတယ်လို့ပဲဒုက္ခပေးဖို့လိုက်နေရှေတူတကူနောက်ဆုံးလှဲထုတ်သွားလို့လွတ်လန်းမရှိပဲနဲ့လှဲကိုယုံနေရတဲ့နှွားရဲ့နောက်လှဲပင်းကြီးလိုက်ပြီးတော့ဒုက္ခပေးနေသလိုပဲလို့မြတ်စွာဘုရားထင်ရှားတဲ့ဥပမာတော်တယ်ဘသူတွေကိုအကြောင်းပြုဟောတယ်လေမြတ်စွာဘုရားလက်ထက်မှာ ပေါ်ဒီမျိုးကတထေသတူပဲပေါ်ဒီမျိုးကတထေသညီနောင်တယောက်ရှိတယ်တယောက်ကမဟာပါလာတယောက်ကသုလပါလာညီနောင်တယောက်ရှိတယ်ရသဗျာတရားသွားနာရတဲ့အခါမှာအကူကြီးဖြစ်တဲ့မဟာပါလာဖះတရားကိုနာပြီးဖះဟောကြတဲ့တရားတွေပေါ်မှာယင်နေကတရားတွေဖြစ်လာ ဖြစ်လာပြီးဘုရားဟောတဲ့အတိုင်းမြမစရိယာဆိုရက်မဂ္ဂင်ရှိပါအจิตတရားကိုကျင့်မှုပြည်ပြည်ဝဝကျင့်မှုဆိုတာမိသားစုဘဝနေထိုင်ပြီးကျင့်မှုမလွယ်ဘူးနောက်ရတိများတယ်ဆဆောပထောတမ္ဘာတောကရဝတောလို့ခေါ်တယ်မိသားစုဘဝဟာကျင်းမြောင်းနေကိရိတာတွေဖြစ်မှုတွေများနေတယ်ဒါကြောင့်အဘောကတောပပိစ္ဆာ ရှင်ဘုရားကူပြောင်းပြီးတော့တရားကျင့်မယ်လို့ဆုံးဖြတ်ပြီးသာသနာဘောင်ဝင်လိုက်တယ်။ဝင်ပြီးတော့သူတရားကျင့်။အဲ့လိုတရားကျင့်တဲ့အခါမှာမဖြစ်လေ။တမန်အဖြစ်တော့လူတွေကပြောတယ်တရားကျင့်လို့မအိမ်မနေတရားကျင့်တဲ့အခါမှာမျက်စိရောမှာဖြစ်တယ်။ဒါအကြောင်းတစ်ခုဆွဲတာ။တကယ်ကတော့သူ့မျက်စိရောကကံကြောင့်ဖြစ်တာဖြစ်တယ်။နော်။ သို့တော့ကံကိုအကူအညီပေးလိုက်တာကဘာလို့ဆိုမအိတ်မနေနေထိုင်ခြင်းဟာကံကိုအခွင့်သာသွားစေတယ်ကြည့်ရလားမျက်စိမကောင်းနေတဲ့လူဖုံးဖို့တညလုံးပွတ်နောက်ရဲကျတော့မျက်ရည်တွေကျနောက်ဆုံးမှမျက်စိပြတ်သွားသည့်အဆင့်တိအောင်ရောက်နိုင်တယ်လေဒါအကူအညီတွေဖြစ်လာတာပေါ့ လောကမှာအစီရင်နဲ့တည်ကြတယ်ဆိုတာအစီရင်ဖြစ်တိုင်းတည်တာမဟုတ်ဘူးအစီရင်ဟာအကြောင်းတစ်ခုပဲအဲ့ဒီအကြောင်းတစ်ခုကြောင့်ကံကအခွင့်ရသွားခင်ရသွားတော့အသက်သေးဆုံးမှုတွေဖြစ်ကြအခွင့်လန်းဆိုတာကံတစ်ခုတည်းမဟုတ်ဘူးတခြားအကြောင်းများရှိသေးတယ်ဥပမာမင်းရှင်မောဂလမထေရဇလန်းကိုတည်တဲ့ပုဂ္ဂိုလ်တိုင်းရှင်မောဂလဟာ ကာလတိလာလို့ဆိုရဲခရနာကတောင်ထိပ်ပေါ်မှာနေတယ်အတိတ်ဘဝတော့ကမိခင်ဖခင်တွေကိုလှုပ်ချံတပ်ပြတ်ခဲ့ဘူးတဲ့အကုသကံလိုက်တာခုလာရဝိုင်းပြီးတော့ရှမောကလန်ကိုလှုပ်ချံတပ်ပြတ်လိုက်တယ်အကယ်၍ဝိနုအကြောင်းတို့လိုဇေရုံအကြောင်းတို့လိုတန်ဃာတွေနဲ့နေရင်ဒီအဖြစ်ဆုံးဖြစ်ချင်မှဖြစ်မှာပါ လူသားမှုကျွလွန်ခံရမဲ့အနေထားဟာသူတပါးတဲ့တော်ထဲမှာအကူအညီမဲ့ဖြစ်တယ်လို့တကိုးနဲ့ရှောင်းမရဘူးလားဆိုရှောင်းလို့ရတကိုးနဲ့ရှောင်းလို့ရသို့သောကံကြမ္မာလွှမ်းမိုးလာပြီဆိုရင်ရှောင်းတဲ့အပေါ်ပဲကံကြမ္မာချိန်ကြလာပြီဆိုကမ္မပတိကမ္မဝိပါကောဗုဒ္ဓဟိပိအပတိပါဟိယောဆို ံဟလွန်ဖို့လာပြီအချိန်ကျလာပြီဆိုရင်ဘယ်သူမှဟန်တာလို့မရဘူးဆိုတဲ့အနေထားသို့တော့အခွင့်လန်းသာသွားစေတာတော့တပားနဲ့တော်ထဲမှာနေတာအခွင့်လန်းသာစေတယ်အလွယ်တကူလောက်ချက်တပြတ်လို့ရသွားတယ်ဒီအိဗယ်လည်းရှိအဲ့ဒါလိုပဲကံတရားတွေဟာအခွင့်သာတာအခွင့်သာလာလို့ဆင်းရဲဒုက္ခတွေဟာဆင်းနေဖြစ်လာကြတယ်အေး တရားဓမ္မကိုမအိပ်မနေအထုတ်လိုက်တဲ့အခါမှာမျက်စိရောဂါဖြစ်လာအရတဲ့ကစေတမတိယောက်ကတော့မျက်စိရောဂါကုပြီးပါရဲ့ဒါပေမဲ့သူ့ရဲ့လုံလဝီရကျိုးပါအထုတ်မှုတွေစေတမပြောတဲ့အတိုင်းလိုက်တာလုံနိုင်စွာမရှိမှုတွေနဲ့နောက်ဆုံးမှသူဆုံးဖြတ်ချက်ချပြီးတော့တရားထုတ်တယ်မျက်စိပြက်ချင်းပြက်ပစီတော့ခယူးမဆိုင်ဘူးတရားပဲအထုတ်မယ်ဆိုပြီးအထုတ်တယ်ဘာမကြည့်ခင်မဲ့အဲ့ဒီ ပြတန်းနာဖြစ်သွားကိလေသာတွေလည်းကုန်တယ်မျက်စိလည်းကွဲသွားတယ်ပေါ့အဲ့တော့သူများတွေလည်းဒီလိုအားထုတ်ကြတာပဲဘာဖြစ်လို့သူ့ချက်မှဖြစ်ရတော့အဲ့ဒီဇလန်းကိုအကြောင်းပြုတယ်တော်ရမမျက်စိကွဲသွားတယ်ဒီချိန်တော့မသိသေးဘူးဟောကြွတဲ့အခါဖះစီရမျက်စောဖះကိုသွားရောက်ပြီးတော့ခရောဝှချပြီးစေတော်အကြောင်းလေးက ချောင်းကြကြတရားလေးမှာညီဖြစ်သူကဆောက်လုပ်ပြီးရယ်ကမ္ဘာညောင်းလေးမှာသရင်သုံးရင်လုံးဝဝိရိယအလွန်ကောင်းတဲ့ပုဂ္ဂိုလ်ဈာဏဖြစ်ပြီးရောလည်းပဲတရားဓမ္မအထုတ်မြဲအထုတ်နေတဲ့လမ်းလျှောက်တယ်။မိုးရသည့်အချိန်မှာဆိုရင်မိုးရွာတွေရွာပြီးရင်ဘလူကောင်းတွေကထွက်တတ်တယ်လေ။လမ်းပေါ်မှာထွက်လာတဲ့ဘလူကောင်းတွေကိုမမြင်တော့အကောင်းကောင်းနင်းသက်ထားတယ်။ မနေ့ရောက်တဲ့အခါကျသူလျှောက်တဲ့နန်းပေါ်မှာပို့ပေါင်းသေးတွေအများကြီးတွေ့ရအဲ့ဒါကိုယဟန်နေကတွေ့ပြီးတော့ဖះအောင်လျှောက်တယ်လျှောက်တော့မြတ်စွာဘုရားယဟန်တာဟာသူကယဟန်တာဖြစ်တယ်တရားတွေကိုသိစေတယ်စိတ်မရှိဘူးသူကိုယ်တိုင်ဒီပို့ပေါင်းနေရှိတယ်ဆိုတာမသိဘူးမြင်လည်းမမြင်ရဘူးဆိုတော့မှယဟန်ယဟန်တော်တွေကအရှင်ဘုရားယဟန်တာပုဂ္ဂိုလ်ယဟန်တာဖြစ်မဲ့ပုဂ္ဂိုလ် ရဟဏဖြစ်လောက်အောင်ကုသကံတွေရှိပါရဲ့တဲ့။ဘာဖြစ်လို့မျက်စိကွယ်သွားရသလဲဆိုတော့အေးဘယ်သူမပြုမိမိမှုပဲဆိုတာစိတ်လိုက်ပန်ပန်လောက်ခဲ့တဲ့အကုသကံရဲ့အကျိုးသူခံရတယ်ဆိုတာကိုမြတ်စွာဘုရားထိတိတနာတော်မှာဘဝသင်္ကန်းစပေးပြီးဟောတာပဲဖြစ်တယ်။သူကတစ်ချိန်လုံးကအတိတ်ဘဝတော့ကဆေးဆရာတူဖြစ်တယ်မျက်စိအထုခုပေါ့လေ မျက်စိယောဂဖြစ်နေတဲ့လူတွေကိုကုသပေးတဲ့ဆေးဆရာအဲ့ဒီမှာမျက်စိယောဂဖြစ်နေတဲ့အမျိုးသမီးတယောက်နဲ့တွေ့တဲ့ခါမှာအဲ့ဒီအမျိုးသမီးကလည်းပဲယောဂဆေးဆရာကောင်ဆုံးလာပြီဆုံးလာပြီယောဂမပြောက်ဘူးသို့တော်ဒီဆရာကကြိလိုက်တဲ့ဒီမျက်စိကုလို့ရတယ်ဆိုသိတိတဲ့အခါမှာဆေးဘွားကစကားပြောချတယ် ျက်စီကုပေးမယ်ပြောက်ရင်ဘလောက်ပေးမလဲဆိုတဲ့အချိန်မှာအဲ့ဒီမျိုးသမီးကစကားလွန်သွားတာကုနိုင်မဲ့မထင်လို့သူပြောလိုက်တာသူမျက်စီသာပြောက်အောင်ခုစားမှာခုလို့ရှင်ရှိတဲ့ပစ္စည်းပုံအပ်ပြီးသူကိုယ်တိုင်ကြုံခံပါမယ်လို့ပြောလိုက်တာနော်သူပြောလိုက်တဲ့စကားအလောက်ထိအောင်ပြောတယ်အဲ့တော့ မျက်စိခုတဲ့ဆရာကလည်းကောင်းပြီကြာဆိုလို့ရှိရင်သူကုမယ်ဆိုစွန့်ထက်တဲ့မျက်စင်းကိုဖော်ပြီးတော့ခတ်ပေးလိုက်တခါခတ်ရုံနဲ့တက်တာဝါမျက်လုံးကတော်တော်ကိုသိတတ်တာကောင်းအဲ့ဒီကြတော့စကားလွန်ထားတဲ့ခုနလူနာအမျိုးသမီးကမျက်စိရောကတက်တာသွားပြီးပြောက်လို့ရှိရင်ငါရှိတဲ့ပစ္စည်းလည်းပေးအောင်မယ်လူလည်းချုံခံရမယ်ဆို ရိုးရိုးမတွေးပဲနဲ့တောင်းမှန်မယ်ဆိုရင်လည်းဖြစ်ကောင်းဖြစ်မယ်စကားကြုံသွားတော့အဲ့လိုမဟုတ်ပဲနဲ့သူကလည်းပဲလိမ့်မယ်ဆိုတဲ့စိတ်ဝင်လာတယ်မကောင်းတဲ့စိတ်ဝင်လာတဲ့ချိန်မျက်စိယောဂတက်တာရဲ့တန်းနဲ့မတက်တာဘူးလို့ပြောမယ်လိမ့်မယ်အဖြစ်မှန်ကိုမပြောစေစရာကလည်းသိတယ်မျက်စိတက်တာသွားပြီဆိုတော့သိတယ်အေးဘယ်နဲ့နေသေးလဲမေးတဲ့အခါကျတော့ အရင်တုန်းကလည်းပူဆိုးလာတယ်လို့ပြောတာနော်ပြည့်စင်မခက်ခဲရတဲ့ယောဂပူဆိုးလာတယ်မသက်သာဘူးလို့ပြောတာဟိုဆရာကလည်းသိတယ်ငါကိုဆေးလုံးဝါကမပေးချင်လို့လိမ့်တာပဲအဲ့တော့သူပေးမဲ့ဆေးလုံးဝါကငါမယုံချင်ဘူးငါလည်းဆွမ်းကိုသိသိစေရမယ်ဆိုအဲ့ဒီအချိန်လေးမှာမနတာစေပဒုဋ္ဌေနာဆိုကြည့်စိတ်က အဲ့ဒီချိန်မှာဘာမှမလုပ်ဘူးဆိုရင်အမတန်ကောင်းအောင်သူစိတ်ထဲမှာဘာဖြစ်လာမလဲကိုဆေးဘဝကမပေးခြင်းလို့တက်တက်လိမ့်တာအဲ့သူမပေးခြင်းနဲ့ငါသူမျက်စိကွယ်အောင်လုပ်မယ်ဆိုစိတ်ဝင်သွားတယ်အဲ့ဒါပြောတာမနတာစေပဒုတ်ထေနာမကောင်းတဲ့စိတ်ကဝင်သွားပြီးစိတ်ကပျက်စီးသွားတယ်ဒေါသကြောင့်ဖြစ်သွားဖြစ်သွားပြီးတော့ အိမ်ပြန်တိုင်းမဲ့သူမျိုးသမီးကတော့နှုတ်ဆက်နေတယ်ဘာမှဝဲမပါဟောမျက်လုံးကိုကန်းစီတတ်တဲ့ဆေးကိုဖော်ဆက်ပြီးတော့နောက်တည့်သူကိုယ်တိုင်သွားပြီးတော့ခတ်ပေးလိုက်တယ်မျက်စိကဖူးရောင်ပြီးနောက်ဆုံးမှာရောင်အမ်းပြီးပောက်ကွဲသွားတဲ့အဆင့်ထိရောက်သွားတယ်မျက်စိပြက်သွားတဲ့အဆင့်ထိရောက်သွားအဲ့ဒါသူလုံးလိုက်တယ်လို့ရတယ်နော် အကုသိုလ်စာချိအကယ်၍သူစိတ်ဓာတ်အဲ့ချိန်မှာအော်သူမပေးချင်လို့လိန်တာကဲလိန်နဲ့သူ့ဖြစ်ဖယ်ငါကုပေးတာငါပြောင်းအောင်ကုပေးဦးမယ်လို့ဒီလိုစိတ်ထက်ကောင်းလေးနဲ့ဝင်လာမယ်ဆိုရင်ဒီအခြေအနေစိုးမရအောင်လောကလူတွေဆိုတာလေစိတ်ကောင်းနှလုံးအောင်ထားဖို့ရအမတမခဲရင်တယ်ဒါကြောင့် အဲ့လိုကိစ္စမျိုးကြုံလာတဲ့အခါမှာတိခဏ်ချင်းခွင့်လွှတ်ခြင်းဆိုတာ ਨੇ နေရမှာဖြစ်တယ်အဲ့လိုမနေဘဲနဲ့ခနေခေပါလဲပဲကြည့်တယ်ဒီအရာခသိမ့်မှာမမနာချီးတဲ့ပုဂ္ဂိုလ်တွေကတစ်ဖက်သားကို မောမှစွာဆက်ဆံတာတို့ပြောဆိုတာတို့လုံးလေးလှုပ်ထရှိချာနော်စိတ်အားလျော်စွာအဲ့လိုစိတ်အားလျော်စွာမောမှမမှဆက်ဆံတာတို့ကိုယ်ရဲ့တာလေးပုဂ္ဂိုလ်ဆိုရင်ဂျလက်စီဖြစ်တာတို့မနာလိုတာတို့ကိုရလာတဲ့အခွင့်အရေးကိုအခုံးချင်းရှင်းလာလို့ရှိရင်မကြည်နပ်တာတို့သူဆုံးတစ်ခုဖြစ်အောင် ချွန်တွန်းလှုပ်တာတို့ခုခေတ်ပြောတဲ့အချွန်နဲ့မှားတာတို့အစင်တွန်းချတာဘိန်းတက်ပေးတာတို့ဆိုမျိုးလှုပ်လာကြလှုပ်လေလှုပ်တာရှိကြအဲ့ဒီဒီစိတ်ထဲမှာအဲ့လိုဖြစ်လာလို့ရှိရင်ဖြစ်ရုံနဲ့ရတန်းကရတခုမလုံးဘူးမရနိုင်မဲနဲ့လက်တွေ့အကောင့်ထဲပေါ်လိုက်ပြီးဆိုရင်တော့ဒီဒုက္ခကိုယ်စီပြန်ရောက်လာမှာပဲဆို ေးဒီဆေးဆရာဟာဘာကြောင့်မပေးခြင်းလို့လုံမှန်းသိလို့ရှင်ခွင့်လွတ်လိုက်ပဲတိခလိုက်ပဲဆိုသူ့ဘာမှဖြစ်ဘူးနော်လိန်တဲ့လူရဲ့အပြစ်သာဖြစ်တယ်လိန်ဒီလီပြားရရဲ့အပြစ်သာဖြစ်တယ်ဒီငွေကြေးတနာမရလို့လေသူဘာမှဖြစ်ဘူးသို့တော့သူ့စိတ်ကိုစိတ်ကဥဆောင်နေတဲ့စိတ်ကိုမထိန်နိုင်သည့်အတွက်ကြောင့်အဆိုးတွေဝင်လာတယ်ဒါကိုပဒုဋ္ဌိနမနတာ ပျက်စီးသွားသောစိတ်ဖြင့်ဘာတိဝါပြောလိုက်မယ်ဆိုရင်ကရောတိဝါလှုပ်လိုက်မယ်ဆိုရင်ဟောသူကပြောတာကတော့အေးမျက်စိပိုကောင်းလာစေရမယ်ဒီစေရပိုအစွမ်းထက်တယ်ဆိုပြီးတော့ခတ်လိုက်တဲ့အခါကျတော့မျက်စိကန်တဲ့စိတ်ဖြစ်တယ်မျက်စိကန်သွားရောအဲ့သူလှုပ်ခဲ့တဲ့လှုပ်ရဖဲအဲ့ဒီပြမှုအကုသို့ကံကြောင့်မလို့ ဘဝပေါင်းများစွာဒီအကုသိုလ်စေရနာကြောင့်အပင်ငယ်လေးကြတယ်လူဖြစ်တဲ့အခါမှာလည်းဘဝပေါင်းများစွာမျက်လုံးကြွယ်ခဲ့ရတယ်။ဟောဒါမျိုးတွေဖြစ်တယ်။ဒါပြည့်ပြောရမယ်ကိုကသူများကိုမျက်စိကန်းအောင်လုပ်တာတခါတည်းလို့ရတဲ့နဲ့ဘာဖြစ်လို့ကိုကအချိန်ချင်းခံရတယ်လဲ။စဉ်းစားကြည့်လေကိုကတရားစီလေးတစ်စီးပဲစိုက်တယ်။ ဲ့ဒီပင်ကတီးလာတဲ့အခါကျတော့အတိရောများစွာမရဘူးလားတလကောင်းမှုလုပ်ပြီးဆိုလို့ရှိရင်ကိုယ်ဆိုင်ကတစည်းပဲတိုင်းပဲရလိုက်တာတွေကအများကြီးအဲ့ဒါလိုပဲကိုယ်လုံရကပြောလိုက်မယ်ဆိုရင်တခုပဲလို့ပြောပြမိမယ်လို့အဲ့ဒီလုံနေတဲ့အချိန်မှာအဘိဓမ္မာသဘောနဲ့ပြောမယ်ဆိုရင်ပြင်းထန်တဲ့ ပြင်းမာတဲ့ဒေါသစိတ်တွေနဲ့ဖြစ်တဲ့ဇောတွေကအများကြီးဖြစ်သွားအဲ့ဒီဇောတွေကမျိုးစိတ်တွေပဲဖြစ်သွားဒါကြောင့်မို့တကချိန်တစ်ခါလောက်ကျွလွန်မိလိုက်တဲ့ပြင်းမှုဟာအချိန်ချင်းခံရတယ်ဆိုတာအဲ့ဒီသဘောပဲเนาะကုသကောင်းမှုလည်းထို့တူပဲကိုလူတာတစ်ခါအချိန်ချင်းဘဝမှာချမ်းသာတစ်ခါရကိုဆိုင်လိုက်တာတရားပင်လေးတစ်ပင်ဆိုင်တယ်တရားပင်ကတိပီးတဲ့အတိအကျတော့နှစ်တိုင်းနေရမဟုတ်ဘူးထောင်းချီရတယ်အဲ့တဘော ကံကြမ္မာတွေရဲ့သဘောတွေကအဲ့ဒါမျိုးထူဆန်းတဲ့အနေထားမျိုးရှိတယ်။အဲ့တော့ရှင်မဟာပါဠိအလောင်းလျာဟာဘဝတစ်ခုမှာသူများကိုမျက်စိကောင်းအောင်လုပ်ခဲ့တာ။အဲ့ဒါကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားကဘဝသင်္ကန်းစာပေးတဲ့အနေနဲ့ဒီတရားကိုခေါ်လာပဲဖြစ်တယ်။